သတင်းလေးတစ်ပုဒ်နဲ့စလိုက်အောင်အပြောင်းအလဲဈေးကစဖွင့်တဲ့အချိန်မှာကျွန်တော်ညီကိုရဲ့အတွက်စိတ်လှုပ်ရှားစရာအကောင်းဆုံးသတင်းကဒီသတင်းပဲလို့ထင်တယ်။ဒါအိမ်မဲ့လည်းအရင်ယုံကြည်ရတဲ့စို့မဟုတ်တာဖြစ်တဲ့အတွက်50-50ရာခိုင်နှုန်းပဲနားထောင်ပြီပါ။ဒီသတင်းကိုတော့စပိန်ခြေဆိုင် DIO Sports ကနေကျွန်တော်ကူးယူဖော်ပြပါရတယ်။အာဆင်နယ်တို့ကအသက်တစ်ပီပါအိုတင်းရဲ့တက်စစ်တောင်ပံကစားသမားနီကိုဝီလျံနဲ့ပတ်သက်ပြီးတော့တနှစ်လောက်ခါစာအခွန်ဆောင်ပြီး UO ကိုးတန်းနဲ့ကန်လန်းထားဆိုပြီးဖော်ပြသွားတယ်။ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းရေး UO 62တန်းကိုစိတ် င်ဝင်စားဘူးကြိုက်တဲ့ချင်းကောက်ပေးလိုက်လို့ရတယ်ဒါပေမဲ့သူတို့အဓိကညှိနေရတာကစားသမားရဲ့လုခစားပိုင်းအခုဘာဖြစ်လဲဆိုတော့နီကိုဝီနေအောင်လိုချင်တဲ့အသင်းတွေကစာချုပ်ဖြစ်သိမ်းကြီးတဲ့ဆိုင်ကစားသမားလာကြအောင်လုခစားဘယ်လောက်တိုးပေးရမလဲဆိုတဲ့ဘက်ကိုအဓိကညှိနေကြတာတစ်ဖက်ကနီကိုဝီလန်ကလည်းသူ့လိုချင်တဲ့အသင်းတွေဝိုင်းဝိုင်းလည်နေရတဲ့မှာဘာစီလိုနာသာကန်နန်လိုင်းသူ့ဘက်ကတက်နိုင်တဲ့လောက်ဖြေလျှော်သွားမယ်လုခစားအရာ အခြားပိုင်းတွေရောတူးချင်းစပွန်ဆာယူတဲ့အပိုင်းတွေရောအားလုံးဖြေလျှော့သွားမယ်ကြားသိရတယ်။ဒါပေမဲ့ဘာစီလိုနာလွှဲရင်ကျန်တဲ့သင်းတွေကိုတော့ထိုက်တိုက်တန်တန်ကြီးလောက်ခတ်သားမြန်မာသားတောင်းဆိုဖို့ရှေ့ဆိုပြီးသတင်းတော်များထွက်နေ။အခု DIU Sport ရဲ့ဖော်ပြထားရရဆိုရင်အာဆင်နယ်ကအခွန်ဆောင်ပြီးတစ်နှစ်လောက်ခတ်သားယူကိုးတန်းနဲ့ကမ်းလှမ်းထားရကြားသိရတယ်။တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။တစ်နှစ်လောက်ခတ်သားယူကိုးတန်းဆိုတာပေါင်အဖြစ်ဆိုရင်တသိန်း၃000နဲ့တသိန်း၅000လောက်ရှိတဲ့တပတ်လောက်ခလာစာလက်ရှိအင်္ဂလန်ရဲ့ အခွန်ဆောင်တဲ့ဥပဒေသားတွေရာဆိုလို့ရှိရင်တော့55ရာခိုင်နှုန်းနဲ့90ရာခိုင်နှုန်းလောက်အခွန်ဆောင်ရတာဖြစ်တဲ့အတွက်ဒါဝိုနှစ်ဆနှုတ်လိုက်မယ်ဆိုရင်အာဆင်နယ်ဒီကစားပေါက်ပေးတဲ့လုခရစားက2600နဲ့2800ဆိုတဲ့တပတ်လုခရစားလောက်ရှိတယ်ဒီပမာဏကအာဆင်နယ်လစာအမြင့်ဆုံးခိုင်ပန်ဒီပါလောက်ဖြစ်သွားပါဘောလေအဲ့တော့အခွန်ဆောင်ပြီးဆိုရင်တော့ကစားသမားကိုလက်ထဲအရောက်3300နဲ့3500ကြားပေးနိုင်မယ်အကိအခွန်မဆောင်သေးဘူးဆိုတော့အာဆင်နယ်တင်းရဲ့လစာအမြင့်ဆုံးကစားသမားကြီးတွေက125ထဲတောင်ဝင်သွားနိုင်တဲ့နေသားဒါအာဆင်နယ်တင်းက အိုက်တာအတွက်တက်စစ်တောင်မှကစားမတူဦးကိုဝယ်ပေးဖို့တဲ့သူတို့လုံနိုင်စွမ်းလာစားအမြင့်ဆုံးပေးရပိုင်းလို့ထင်တယ်။ဒါပေမဲ့တစ်ဖက်ကဟိုနီကိုဝီလျံကသူ့ရင်ထဲမှာဘာစီလိုနာရှိတယ်။အခုဘာစီလိုနာဘက်ကသူ့ကိုဘလို့ကမ်းလှမ်းလာမလဲဆိုတော့ပဲသူကနားဆွင့်နေတယ်။ဒီမှာဘိုင်ယန်မြူးနစ်ဘာစီလိုနာ အသလတစ်ဘီဘောက်ဒီ3သင်းလုံးဒီအာဆီနယ်အခုပြီးတဲ့လောကစားပိုင်းကိုပေးနိုင်မယ်လို့တော့ကျွန်တော်မထင်ဘူးဒါကျွန်တော်တူရဲ့အမြင်ပေါ့လေဘိုင်ယန်မြူးနစ်ပေးနိုင်အောင်ပေးနိုင်မယ်ဒါပေမဲ့လက်ရှိအချိန်ထိတရားဝင်ကမ်းလှမ်းထားတာကအာဆီနယ်တသိမ်းပဲရှိရဆိုပြီးတော့စပိန်အခြေစိုက် DIU Sport ကဖော်ပြသွားပါတယ်အဲ့တော့ကျွန်တော်တို့တစ်ချက်တွေးကြည့်လိုက်အောင်အာဆီနယ်ရဲ့ဘယ်ဘချန်တိုက်စစ်တောင်မှအတွက် quality player တူအထူးသဖြင့် Aita ရဲ့ recommend ပေးထားတဲ့ number 1တိုက်စစ်တောင်မှဝယ်မယ်ဆိုဘယ်သူတွေရှိလဲ Rodrigo ရှိမယ် Nico Williams ရှိမယ် Rafael Leo ရှိမယ်အဲ့ ဇေနုံရရာဖီလီကိုမေးထားလိုက် AC မီလန်တော့ရသလောက်သူတို့တောင်းမှဖြစ်တဲ့အတွက်နောက်တစ်ချက်ကရိုဒရီโกကလည်းကလပ်ဝတ်ကပ်ပြီးမှဆုံးဖြတ်မယ်ဆိုတဲ့အတွက်ကျွန်တော်ခဏမေးထားလိုက်လောလောဆယ်နီကိုဝီလန်တယောက်ပဲရှိတယ်အဲ့နီကိုဝီလန်ကလည်းဒီဘာစီလိုနာရဲ့အာဆာဒိုက်တာဒေကိုစီကနေတခုခုသူကကြားချင်နေတယ်ဟိုဘက်ကတယံဝင်ကန်းလိုက်သူကအဲ့အတင်းကိုရွေးမှာဘာလို့ဆိုတော့ ရာမဲနဲ့သူကတွဲပြီးဆော့ကျင်တာဖြစ်တဲ့အတွက်ဒါပေမဲ့အာဆင်နယ်တို့ကတော့အာရီတာဝယ်ပေးဖို့အတွက်တော့တရားဝင်ကန်လန့်မှုစပြီးလုပ်တယ်ဆိုပြီးဒီအာရီဆိုစပေါ့ဖော်ပြသွားတယ်။နမယောသတင်းနာတာတွေမဖော်ပြသေးတာဖြစ်တဲ့အတွက်ဒီသတင်းကိုတော့နောက်ဆုံးရအလက်ဆက်ဆုံးသတင်းအဖြစ်နားဆင်ပြီးပါ။ကျွန်တော်အမြဲတမ်းဒီသတင်းကိုဘယ်ရရလဲဆိုတာတော့ဒီနားလေးမှာဖြစ်ဖြစ်အောက်မှာဖြစ်ဖြစ်အမြဲတမ်းဖော်ပြလေးရှိပါတယ်။ ဒုတိယမြောက်သတင်းတပုတ်ကတော့တင်းတော့ကဖော်ပြသွားပါဘို့လေဒါကတော့ဂျော်ဒဲဟာတူအာဆင်နယ်နဲ့နှစ်နှစ်နီးပါးလောက်ကြာပြီသတင်းထွက်နေတဲ့ကစားသမားအာဆင်နယ်ကကာလာရှီစောင့်ကြည့်ခဲ့တဲ့ကစားသမားပေါ့လေတင်းတော့ရဲ့အဆိုအရဆိုရင်တော့အာဆင်နယ်ကဂျော်ဒဲဟာတူကိုဆွေးနွေးနေပါတယ်အဓိကပြန်ရမယ့်ချယ်ဆီကကလပ်ဝေါ်ကပ်မှာအယုံဆိုင်ညာဖြစ်တဲ့အတွက်လက်ရှိချိန်မှာအာဆင်နယ်ပဲထက်တဲ့ဝင်ဆွေးနွေးနေပြီးတော့ဂျော်ဒဲဟာတူရဲ့ကိုယ်စားလှယ်နဲ့တွေ့ဆုံမှုတွေလုပ်နေတယ်အဲ့တော့အာဆီနီကတော့ဒီသားမောင်တကယ်ခေါ်ကြတယ်ဗောလေနောက်ထပ်သတင်းတောက်တယောက်ဖြစ်တဲ့ဂရင်းဘိုင်းလီပြောထားတော့ချယ်ဆီနဲ့အပြိုင်ဆွေးနွေးနေပေမဲ့ကစားသမားက အေချက်ကနေထွက်လို့ရှိရင်သူ့ကစားသမားဘောကနောက်တစ်ဆင့်မြင်ပေးနိုင်မယ်အသင်းကအာဆင်နယ်ဖြစ်တယ်ဆိုပြီးတော့ခံယူထားတယ်။နှစ်သင်းရှင်ပြီးကန်လိုက်တော့အာဆင်နယ်ကိုရောက်လာနိုင်ခြင်းများ ਈ မယ်။လက်ရှိအခြေအနေတော့ကြောတဲ့ဟာတို့ကကလပ်သင်းတစ်ခုလုံးကိုပုံမွေလင်းလင်းပဲဆွေးနွေးမှုတွေလုပ်နေတယ်။ဘယ်အသင်းကိုတည်ဝင်ရွေးမယ်တော့မပြောရသေးဘူးပေါ့လေ။အဲ့တော့ဒီသတင်းတော့နှစ်ခုရဲ့ဖော်ပြထားချက်အရဆိုရင်တော့အာဆင်နယ်ကလက်ပတ်ပိုဇီရှင်မှာဘောခံစစ်မှာကောင်းကောင်းဆော့နိုင်တဲ့အရောက်ကိုဗက်ဆလိုက်ဖြစ်တဲ့အသက် 20ရွယ်네덜란드လေယူစင်ကစားသမားတွေသူတို့လိုချင်နေတယ်။တကယ်လဲအာဆင်နိုဒီစားမောက်ရရင်တန်တယ်ပြောလို့ရတယ်။ဘာလို့ဆိုတော့အေဂျက်ကထွက်တဲ့ကစားသမားတွေကအာဆင်ရောက်ရင်အသားကျတာများတယ်။ဝိုးဝေးမကြည့်နဲ့အေစီယန်ဒန်ရခဲ့ပါတယ်ဆိုပြီးတော့ပြန်ပြီးထူထောင်လာနိုင်ခဲ့ပြီးကြံကလေးရာသီကအရန်အားကိုရတယ်။ဂျူရီယန်တမားကအဲ့ဒီကထုတ်ကုန်ပဲ။အဲ့တော့တစ်ချိန်လုံးကပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်။ဂျော်ရဲဟာတိုကသူသားအနာဂတ်မှာ အေဂျက်ကနေထွက်ခွာမယ်ဆိုရင်သူ့ရဲ့နောင်တော်ကြီးသူ့ရဲ့စီနီယာကြီးဂျူရန်တင်မာလိုမျိုးအသင်းကိုပြောင်းရွှေ့ကြီးတွေရှာဖွေပေးခြင်းနဲ့သူကိုယ်တိုင်နဲ့အသင်းကြီးအသင်းကိုသွားခြင်းလို့ပြောတာဖြစ်တဲ့အတွက်တကယ်တော့ဂျူရန်တင်မာကနေတဆင့်အေဂျင့်လုံးမယ်ဆိုရင်ဒီကစားမအာဆင်နယ်စီရောက်လာနိုင်တယ်ဒါကတော့တစ်ချက်ပေါ့လေဒါတော့ကျွန်တော်အမြင်ပေါ့အဲ့တော့ဒီကစားမကတော့ကြံခဲ့တဲ့ရာသီကပွဲပေါင်း90ဆော်ထားတယ်48ပွဲပွဲထပ်ထားတယ်၃ဂိုးသွင်း6လုံးဖိုင်ထားတယ်အဝါကက်ကတော့7ကက်အခုနယ်သာလန်လက်ရွေးစင်ဖြစ်နေပြီပွဲတွေအများကြီးတော့မဆော့ရတာမှန်ပေမဲ့ နိုင်ငံစင်လေရွေးစင်ရွေးခိုင်ရဆိုကစားမှာတော့ခေသူတွေတော့မှုတ်ကြအောင်အဲ့တော့ဒီကစားမှာတော့အေဂျက်အသင်းရဲ့အသက်ငယ်ဆုံးကပရင်ဖြစ်လာခဲ့တာဗောလေอืมကျွန်တော်တော့တော်တော်လေးကြိုက်ပါတယ်သူတို့တစ်ဖက်ကတော့ဈေးဘလောက်ကပ်မလဲတော့မသိဘူး transformer ကမှတော့ euro တန်း30တန်းကြီးရှိတယ်အသက်ရွယ်ရောက်ပိုတရှယ်ရောက်ဟောနယ်သာလန်တန်းဖြစ်တဲ့အပြုံမှာခန်စစ်ကောဖူဘက်ကောကောင်းကောင်းလေးဆော့နိုင်တဲ့ကစားမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့လိုချင်တယ်တခုရှိတယ်အဲ့ဒါဒီပြောင်းရွှေ့ဖြစ်လာဖို့ဆိုရင်အသင်းရဲ့ ဖူးဘက်ကစားမတူဖြစ်တဲ့ဇင်ချန်ကိုကို AC Milan ကိုရောင်းချယူတော့မှာပဲဒီကစားမအတွက်ဝယ်ဖို့အတွက်အသင်းပုတ်ဖို့ကငွေချပေးလိမ့်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ညီကိုတော့ဂျော်ဒဲဟာတူကိုကြိုက်လာကျွန်တော်2023နှစ်ကသတင်းတင်တဲ့ဟိုကဒီကစားမကအာချင်းနေတဲ့မကြာခဏသတင်းတွေထွက်နေတာပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်ဘန်ဂျမင်ဆက်စကိုအကြောင်းလေးပြောလိုက်အောင်အခုနောက်ပိုင်းကျွန်တော်ယောဂရက်နဲ့ဆက်စကိုအကြောင်းနည်းနည်းလေးကျွန်တော်ခြံထားအကြောင်းညီကိုသတိထားယူမှာပေါ့သတင်းလည်းတိတ်ပြီးအများကြီးမတက်တာဖြစ်တဲ့တော့ပေါ့လေဒါတော့ data ချက်လက်ပါ အာဆင်နယ်တင်းတောင်ဝင်ရှိသူတွေရဲ့ကင်းထောက်အဖွဲ့တွေရဲ့ဘုတ်ဖွဲ့တွေရဲ့နောက်ပြီးအာဆာဒရိုက်တာရဲ့ဘာကြောင့်ဘက်ဂျမင်ဆက်စကိုကိုကြိုက်နေလဲဆိုတော့ data အချက်လက်တွေကြောင့်လက်ရှိအချိန်မှာဒါဒီဘေးနားမှာเนาะကျွန်တော်ရိုက်ရသတင်းဌာနလေးဖော်ပြထားတယ်လက်ရှိအချိန်မှာကစားသမားကသူ့ကေရီယာတလျှောက်မှာ82ကိုတွင်းထားတယ်အဲ့82ကိုရဲ့25ရာခိုင်နှုန်းဖြစ်တဲ့22ကိုကအသင်းအတွက်အနိုင်ကိုဖြစ်နိုင်လောက်တဲ့အလှည့်ပြောင်းတွေမှာတွင်းထားတာဆိုလိုချင်တာကအသင်းအရန်ခက်ခဲနေပြီးနိုင်ဖို့လိုအပ်နေပြီဆိုတဲ့အချိန်မှာသူ့ကစားသမားဘွား တွင်းကိုးတွေရဲ့25ရာခိုင်နှုန်းပမာဏတစ်ခုနဲ့ထန်းတင်ပေးထားတယ်။နိုင်တဲ့ချိန်ကြမှာရောပြောဂိုးတွေပြတ်တော့မှဝိုင်းသွင်းအဲ့လိုအဆင်တန်းမဟုတ်ဘူး။အသင်းအတွက်လိုအပ်တဲ့ခါမှာဂျင်းတဲ့ချက်ထဲမှာအနိုင်ကိုဖြစ်စေနိုင်လို့တဲ့ဂိုးတွေကို22ဂိုးထိသူတွင်းထားနိုင်ခဲ့တယ်။အဲ့ဒီသူတွင်းတဲ့22ဂိုးအချိန်မှာလေအသင်းကနိုင်ပွဲတွေရခဲ့ပေါ့လေ။အဲ့တော့ဇယားထိတ်ကအသင်းကြီးနဲ့တွေ့ဆုံတဲ့ခါမှာလေ big game player ဖြစ်ကောင်းကောင်းခြေစွမ်းပြတယ်။တွင်းကိုးတွေလုံနိုင်တဲ့ player တယောက်ဖြစ်ဖော်ပြထားတယ်။အဲ့တော့စာချုပ်ကြီးကတော့ယူတန်း80ဒါပေမဲ့စာချုပ်ကြီးယူတန်း80ဆိုတော့ဘင်း basic payment တကယ်ကြမ်းမျိုးရှင်အခြား add on bonus ခြေစုံပေါ်မူတည်ပြီးအာဆင်နယ်ဘာဖလာရရင်ဘလောက်ထပ်ဆောင်းပေးရမယ် agent နဲ့ပတ်သက်ပြီးဘလောက်ပေးရမယ်ကစားသမားရဲ့တူးချင်းစပူနာယူခွင့်ပြီးရင်ခြေစုံပေါ်မူတည်ပြီး bonus ဒါတွေနောက်ကမှအများကြီးရှိတယ်အခက်မသိရင်ဒီသားမောင်နောက်တစ်ချိန်ပြန်ရောက်တဲ့ခါကျရင်စိန်ဝန်ကဘလောက်ရာခိုင်နှုန်းထည့်ပါမယ်ဆိုတဲ့အချက်မျိုးတွေပူစားမှာ lipset တို့က ကစားမတက်ကိုရောင်းရင်ဘလောက်ထိသူတို့ရနိုင်စွမ်းရှိတယ်ဆိုတော့အကုန်လုံးသိပြီးသားအဲကြောင့်ဆက်စကိုကိုခဏအာဆင်နယ်ကိုမေးလိုက်တယ်ဆိုတော့ဒီပိုင်းနေပါတယ်ဒါပေမဲ့သူတို့ရောဂရက်ကိုအယောင်ပြပြီမဲ့အသက်ရွယ်ရရောပိုတရှေရရောအနာဂတ်မှာအများကြီးသုံးလို့ရတဲ့အနေထားတွေကြောင့်ရောပြီးတော့ကင်းထောက်တစ်ဖွဲ့လုံးရဲ့ recommend ကြောင့်ရောဆက်စကိုကိုပဲသူတို့လိုချင်တယ်ဆိုတာထင်ရှားတယ်တော်များတင်ထောက်လို့ဆိုရင်တော့ အားရို့စောင့်ကြည့်နေပါဆက်စကိုဝယ်သွားပါလိမ့်မယ်ဆိုပြီးတော့ကျူရောင်ရေးနေကြရှိရဒါပေမဲ့ဒါကဒလိုင်းဒီမှာလည်းဖြစ်နိုင်တယ်နောင်လာမှာလည်းဖြစ်နိုင်တယ်အမှတ်မထင်မနဲ့စောစီကန်လန်နာမျိုးလည်းဖြစ်နိုင်တယ်တကယ်တော့အာဆင်နယ်တို့မှာငွေရှိတယ်တကယ်ဝယ်နိုင်လောက်တဲ့ပမာဏနဲ့သူတို့လက်ထက်မှာရှိတယ်ဒါပေမဲ့သူတို့မဝယ်သေးတာကတက်နိုင်သလောက်တိုက်စစ်မှုနဲ့ပတ်သက်ပြီးဈေးနှုန်း short ချပြီးဝယ်နိုင်ခဲ့ရင်တိုက်စစ်တောင်ပန် quality တဲ့ငွေပိုသုံးနိုင်မယ်ဆိုတဲ့အယူဆနောက်ပြီးတော့ကွင်းလက်အတွက်ကဘူကောက်ဆက်ကအရန်အတွက်က ဘိုးခန့်စစ်အတွက်အရန်ရောသူတို့ခေါ်နိုင်မဲ့အနေထားယူတော့သူတို့ကခြုံညာပေါ့လေအဲ့တော့အရှိမဝယ်တဲ့လူကြီးရင်လေဇူဝီမန်တီကီပါဒီကစားမကြီးပဲတုံထားတယ်အတင်းကလည်းအယောင်းမှာယူ55တန်းနီးပါးလောက်ပြန်ရထားရှိတယ်အဲ့တော့အာဆင်နယ်တို့22ရက်ဆိုလိုဘီနီယာတောက်ဝယ်မလားကျွန်တော်စောင့်ကြပါပါကြံခဲ့တဲ့ရာတီကချန်ပီယံလိရှစ်ပွဲမှာ6ပွဲပွဲထပ်ထားပြီးတော့၄ဂိုးသွင်းထားတဲ့ကစားမဂျာမန်ပွန်နယ်လိက33ပွဲမှာပွဲ30ပွဲထပ်ထားပြီးတော့73ဂိုးသွင်း၅လုံးဖိုင်ထားတယ်အဲ့တော့ ဘာကြောင့် idea လို့ကြိုက်လဲဆိုတာဒီလို data အချက်လက်တွေကြောင်းဆိုတာကိုကြောင်းကြီးကိုတွေကိုတင်ဆက်ပေးတာပါဒီ season လေးကိုဒီကောက်ကြီးပေါင်းပြီးရရှုဘောလုံး online အကြီးအကျယ်လဲကျေးဇူးတင်ပါတယ်အမှဆုံးမစတော့ Viber ဖုန်းနံပါတ်တင်ညာကို6939963လုံး2ခုဆက်သွားပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် Viber ကိုကျကို sport online ငါးတလုံးမိတူကိုကစားမယ်ဆိုတော့ရှုဘောလုံးမှာလာပြီးကစားဖို့အားလုံးကိုဖိတ်ခေါ်ကြပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒါဥရောပချန်ပီယံလိရှုံးထွက်စင်မှာဂိုးသွင်းယူနိုင်ခဲ့တဲ့အသက်ငယ်ဆုံးကစားသမား9ယောက် ဒါကြံခဲ့တဲ့ရာသီကစွမ်းဆောင်ရင်းနဲ့ပူတည်ပြီးတော့ပေါ်ပြတာပေါ့လေအဲချန်ပီယံလီးဂ်ကိုပြိုင်ပွဲမျိုးမှာဝင်ပြီးပြိုင်ဖို့ဆိုကလပ်တင်းက1 to 5ဒါမှမဟုတ်1 to 4တွေမှာဝင်ဖို့လိုအပ်တယ်အဲ့လိုကလပ်တင်းတစ်ခုဝင်ပြီးပြိုင်ဝင်ရပြီဆိုရင်လူငယ်ကစားသမားလေးဝင်ပြီးဆော့ဝင်ရတယ်။ဒါပေမဲ့အဲ့ဒီဆော့ဝင်ရတဲ့လူငယ်တိုင်းကတော့ဂိုးသွင်းနိုင်တာမဟုတ်ဘူး။အထူးသဖြင့်ရှုံထွက်အဆင့်လိုပြိုင်ဝင်မှုမှာ ရှုံးထွက်စင်လို့အေးပါတဲ့ပြိုင်ပွဲများလူငယ်လေးတွေဆန်ကျင်ရပါစီတော့ဆိုပြီးဘယ်အသင်းမှအရန်ကရောထဲသုံးတာမဟုတ်ဘူးတကယ် quality ကောင်းတဲ့ player တွေကိုထဲသုံးပြီးတော့ goal တွေရအဲ့တော့ဒီ9ယောက်မှာဆိုလို့ရှိရင်တော့အသက်ငယ်ဆုံးတွင်ထားခဲ့တဲ့ player ကတော့ဘိုချန်တစ်ချိန်လုံးကဘာစီလိုနာတို့ရဲ့အကယ်ဒမီအတွက်ထုတ်ကုန်ပေါ်လေးအရင်သူတို့မျှော်လင့်ထားခဲ့တာပါ16နှစ်218ရက်နဲ့အသက်ငယ်ဆုံးဂိုးသွင်းတဲ့ဆန်ကျင်ကိုရှုံးထွက်စင်မှာလှုပ်ထားပါတယ်အဆင့်နှစ်နေရာမှာတော့ဘယ်လင်ဂန်ဒေါ်မမာတို့ကတွင်းခဲ့တာ16နှစ်289ရက် အဆင့်3မှာတော့အာဆင်နယ်အသင်းရဲ့အကင်ယူထွက်အီသန်ဝန်နရီသူကတော့ဒီ PSV အသင်းကိုကျွန်တော်ခုနှစ်ခုနဲ့နိုင်တဲ့ဝင်ကုန်းပွဲစီမှာတွင်းခဲ့တာဗောလေအဲသူကတော့16နှစ်348ရက်နံပါတ်၄နေရာမှာတော့မူစီယာလာဘိုင်ယန်မြူးနစ်အသင်းရောက်နေကစားမှာဗောလေသူကတော့16နှစ်363ရက်နံပါတ်၅နေရာမှာတော့ခိုင်လီယန်အပါပေသူကတော့မိုနာကိုမှာရှိတုန်းကတော့18နှစ်63ရက်အဲ့ဒီစံချိန် record နဲ့တွင်းလာအဲ့တော့ကျွန်တော်တို့အသင်းရဲ့ academy ထွက် အီတန်ဝန်နေရီတယောက်ကတော့ဥရောပမှာအတက်ငယ်ဆုံးချန်ပီယံလိမှာ၉သွင်းတဲ့ဆင်းမှာဆိုရင်တော့နံပါတ်၃ချိန်နေပါတယ်။ကဲအဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်။